မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံး AA ကစောက်ခွာပင်လန်တီကြေးရွာတွင်အတင်းတုံးဝင်လာသည့်စစ်ကြောင်းခြေမုံခံရပြီးစစ်သားများပြားတင်ဆောင်ကအဖမ်းခံရသူများလည်းရှိဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် အာရခတပ်တော်၏ကစုခွာပေးလိုက်သည်ကြားဖြူမျိုးနှင့်မြင်းပြင်ကျင်းရွာတွင်အကြမ်းမတ်စစ်တပ်စစ်ကြောင်းမှအတင်းသွင်းဝင်ရာမှမိုင်းများအပြင်လက်နက်ကြီးလက်နက်ငယ်များဖြင့်ပါခြေမုံခံရ၍စစ်သားများပြားတည်ဆောင်ပြီးအဖမ်းခံရသူများလည်းရှိကြောင်းစစ်ပန်းဆိုင်ရာနေဆက်သူတို့ကပြောပါသည်အနိုင်ရပြီဆိုပြီးသူတို့ကရွာတဲကိုအတင်းဝင်လာတာပါတချို့ကမိုင်းထီတည်တယ်တချို့ကအနီးကပ်ချင်မုံခံရတယ်မင်းပြင်းမှာဆိုမနေ့ကယာနဲ့ချီပြီးတည်တယ်အဖမ်းခံရတယ်လည်းရှိပါတယ်လို့ပြောပါတယ် ဂျမနီကအကြမ်းမက်စစ်တပ်နဲ့အာရခတပ်တော်တို့ကြားချောင်းဝါနဲ့မင်းပြင်းရွာကြမှာတိုက်ပွဲဖြစ်ပွားပြီးနောက်လေချောင်းကနေအပြင်းအထန်ပုံကျပြီးစစ်ရဲရင်များကလည်းလက်နက်ကြီးများဖြင့်အစမပြတ်ပစ်ခတ်တာကြောင့်အေအေကနာဆိုပေးလိုက်ရတယ်လို့၎င်းကဆိုပါတယ် သူတို့ကလေချောင်းရေချောင်းကနေအဆက်မပြတ်ဖြစ်တာအေအေကမင်းပြင်ရွာကနေနောက်ဆုတ်ပေးလိုက်တဲ့မင်းပြင်ရွာကိုသိနိုင်ပြီဆိုပြီးစစ်ကြောင်းကအတင်းဝင်လာတော့တပ်တော်ကထောင်ထားတဲ့မိုင်းတက်ကွေးနယ်ကိုရောက်ပြီးအများပြားသိဆုံးသွားတယ်လို့အနီးကလက်နက်ငယ်တွေနဲ့ချိန်မွန်းခံရတာတွေလည်းရှိတယ်အဝေးကလက်နက်ကြီးကြီးထိမှန်ပြီးတည်တာလည်းရှိပါတယ်လို့၎င်းကပြောပါတယ်တိုက်ပွဲမှာလက်ရှိအခြေအနေဖြစ်ပွားနေပြီးမြေပြင်ကျေးရွာအိနာဆုံးအခြေအနေကိုပြောဆိုရန်စောင်းနေတဲ့ကြောင်း၎င်းကပြောပါတယ် တိုက်ပွဲကဖြစ်နေတုန်းမှာလေကြောင်းဒရုန်းနဲ့နေပြည်တော်ကနေဇက်တိုက်ပစ်ခတ်နေတာရှိတယ်။ကြားဖြူတိုက်ပွဲအတွင်းစစ်တပ်ကကြားဆုံများနေတဲ့အတွက်စိတ်အင်အားတွေလည်းပြန့်ဖြေတယ်။ယခုရပိုင်မှာအမတ်သုံးစိတ်ကန်ဖောင်တော်ကနေဆလနဲ့ခရံတွေနဲ့စစ်တင်အင်အား300ခန့်ထပ်မံပို့ဆောင်တာတွေတည်ရပါတယ်လို့၎င်းကပြောပါတယ်။ဇကုရပိုင်အတွင်းစောစုကကြောက်ဖြူအမတ်သုံးဖောင်တော်ကိုလူနာတင်ချလို့ရန်နေစစ်ပစ္စည်းများတင်ချရန်အတွက်အများပြည်သူများ၏အဝင်ရထွက်ကိုပိတ်ပင်ထားတယ်လို့သိရပါတယ်။ အကြမ်းမတ်စစ်တမ်းမှလေးချောင်းလက်နက်ကြီးအလွန်ကျွမ်းအသုံးပြုပြီးကျေးရွာတွေကိုတိုက်ခိုက်လာမှုကြောင့်ချောင်းဝါမင်ခုံတိုင်းချောင်းပြားကုလပောင်းတိုင်ချောင်းဆိုင်ချောင်းမင်းမြင်စာတီကျေးရွာသားများမှဆေးဝေးဆောင်နေရပြီးကျေးရွာများရှိနေအိမ်များလည်းလက်နက်ကြီးကြီးနဲ့ပုံများထိမှန်ပြီးပြိုပြတ်မှုများရှိနေတယ်လို့ကျေးရွာသားများမှသိသိရပါတယ်ရှင်။ ။ဆက်လက်ပြီးမောရစခန်းအတိုင်းခံရမယ်ဆိုတာတပတ်ကြိုတည်ပြီးမင်းဘာကောက်ွယ်မှစစ်ကောင်းဆောင်နေလို့မပေးဟုစစ်တုံးပန်တွေပြောဆိုတဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်အမျိုးသားစီယုံ KNU နဲ့တော်လန်ရေးပူပေါင်းတပ်တွေက လာတိုင်းမှာကိုတပတ်ကြာကြိုတည်ပြီးမင်းစစ်ကောင်းဆောင်တွေကဘာမှအကောက်ွယ်တွေလုံးမပေးခဲ့ဘူးလို့ထိုင်းမြန်မာနယ်စပ်ကမောရစခန်းနေတိုက်ပွဲမှာအဖမ်းခံရတဲ့စစ်ကောင်းစီတပ်သားတွေကပြောပါတယ်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကနေဆက်ကုံတွယ်ရေမြို့ဖြစ်တဲ့မော်တာမြို့ရင်တောက်ပွဲကုန်း KNU တပ်မဟာလေးနေတော်လရဲပူပေါင်းတပ်တွေကနိုဝင်ဘာလ17ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ရန်တိုက်ပွဲလေးရဲ့မြောင်းနေ့နိုဝင်ဘာလ14ရက်နေ့မနက်မှာတိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီထံက120မမလက်နက်ကြီးအပောင်းဝင်လက်နက်မျိုးစုံအများအပြားတင်ရခဲ့တယ်လို့စစ်တုံးမှ43ဦးဖမ်းမိခဲ့ပါတယ်။ ဖမ်းမိတဲ့စစ်တပ်မှန်တွေကိုတပ်မဟာလေးနယ်မြေတဲကိုရရှိနေတဲ့စီရီယန်အရာရှိပုံမှုတင်လင်းအောင်ကတွေ့ဆုံစကားပြောနေတဲ့ချုပ်တပ်မှတ်တမ်းကိုပုံမှုတင်လင်းအောင်ရဲ့ Facebook မှာဒီကနေ့နိုဝင်ဘာလ15ရက်နေ့မှာဖော်ပြထားပါတယ်။ပုံမှုတင်လင်းအောင်ဟာဒုတက်ရင်မှုဘဝနဲ့ KNU တပ်မဟာချောင်းနယ်မြေလေးကိတ်ကော်ဒေသမှာစီရီယန်ပြုလုပ်ခဲ့သူဖြစ်ပြီးစီရီယန်ပြုလုပ်စဉ်သူ့မိသားစုကိုစစ်တပ်ထဲကလွတ်မြောက်ရေးကူညီပေးတဲ့ KNU တပ်မဟာလေးနယ်မြေကိုရရှိနေတာဖြစ်ပြီးမော်ဒန်စကန်နေတပ်ပွဲမှာအဲ့ဒီဒေသကိုရရှိနေတာဖြစ်ပါတယ်။ ကျွန်တော်တို့စစ်တိုက်တဲ့အခါစစ်တိုက်တာရည်ရွယ်ချက်ရှိရမယ်ဗျ။တော်လန်ရဲ့တပ်ဖွဲ့တွေကစစ်တိုက်တဲ့အခါသူတို့မှရည်ရွယ်ချက်ရှိတယ်။သူတို့လူတို့လူမျိုးဖို့တိုင်းရင်းသားတွေကလည်းတိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့အခွင့်အရေးရရှိဖို့ပြီးလို့ရှိရင်စစ်မှန်တဲ့ဒီမိုကရေစီကိုရရှိဖို့တော်လန်ရဲ့တပ်ဖွဲ့တွေကရည်ရွယ်ချက်နဲ့တိုက်ပွဲဝင်တာအခုခမရတို့တိုက်ပွဲဝင်တာရည်ရွယ်ချက်ရှိလားတိလားဘာရည်ရွယ်ချက်ရှိလဲဗမာစစ်တပ်မှနေပြီးစစ်တိုက်နေတာဘာရည်ရွယ်ချက်ကြောင့်မှဆိုတာသိတဲ့လူရှိရင်ကျွန်တော်ပြောပြလို့ပုံမှုတင်လင်းအောင်ကစစ်တုပ်ပန်းနေတဲ့တွေ့ဆုံစင်မှာပြောကြားခဲ့ပါတယ် ဘုံမှုရဲ့မင်းမြန်မှုကိုစစ်တုံးပန်းအချို့ကမသိပါဘူးလို့ပြန်လည်ဖြေကြပါတယ်။မင်းအောင်လိုင်းကခမရုအပေါ်မှာမေတ္တာတရားရှိလောင်းအခုဒီမှာခမရုတိုက်ခိုက်ရတော့မယ်ဆိုတဲ့ဟာဟိုညီလေးကိုမေ့ကြည့်တယ်။စစ်ကြောင်းနေမှုကိုမေ့ကြည့်တာ တိုက်ခံရတော့မယ်ဟာဘယ်လောက်အကြာကြိုတည်လဲဆိုတော့ခုနှစ်ရက်လောက်အကြာကလေးကကျွန်တော်တို့ကြိုတည်နေတဲ့တဲ့ဒါပေမဲ့ခမရတို့ကိုကာကွယ်ဖို့စောင့်ရှောက်ဖို့ခမရတို့အသက်အိုးရင်စီစဉ်ကိုကာကွယ်စောင့်ရှောက်ဖို့အတွက်ခမရတို့ကိုမင်းအောင်လိုင်းကဘာလို့ပေးလဲလို့ပုံမှုတင်လင်းအောင်ကပြောတဲ့အခါမေးတဲ့အခါစစ်တုံးပန်တွေကဘာမှလုံးမပေးဘူးလို့ပြန်လဲဖြေကြခဲ့ပါတယ်မောရောင်မှာတောင်းဝင်ကြနေတဲ့သူတက်ရင်မှုကလည်းနှီးပြာကုန်ကုန်တော်လိုင်းရဲ့ဘက်ကတင်မှတ်ပြီးနောက်နေဆက်ကေပောက်ကနေထွက်ပြေးသွားတယ်လို့သိရကြပုံမှုကပြောပါတယ် မော်ဒန်စကံမှာတည်ရင်မူကံအမြူစင်ရင်မဲ့ရှိပြီးဒုတည်ရင်မူကံတည်ရင်မူတာဝန်ယူနေတာလို့ဆိုပါတယ် တယမှုမရှိလို့သူကခင်နတယမှုလုံးနေတဲ့သူကအောက်ခြေရပေါ်တွင်ရဲ့အတက်အိုးရင်စီစဉ်ကိုငါဘလူကာကွယ်ရမယ်ဘလူလုံးရမလဲဆိုတော့စီမံချက်တွေသူမှမရှိဘူးသူမှတိုင်းကိုလိုရုံးပြီးပြည်တဲ့မင်းအောင်လိုင်းကတည်းကတိုင်းမင်းသူရဲ့အတက်သူရဲ့အာနာသူရဲ့ယာရုစီစဉ်တွေနဲ့ပတ်သက်လာလို့ရှိရင်ခမရတို့ကျွန်တော်တို့ကိုဘယ်တော့မှပြန်လဲမကြည့်ဘူးဆိုတာကိုကျွန်တော်ဟိုရင်ကလေးကတည်လို့အေးအေးဆေးဆေးတော်လန်ရေးဘက်ကိုကူပြန်ပြီးတော်လန်ရေးဘက်တော်သားတွေနဲ့အတူတူလို့ပုံမှုတင်လင်းအောင်ကစီရီယံပြုလုပ်ခဲ့ရတဲ့အကြောင်းရင်းကိုစစ်တုံးပန်းတွေကိုပြောပြ ပါတယ်။တော်လန်ရေးတပ်တွေမော်တော်စခန်းကိုတိုက်တာမော်တော်ပြည်သူလူထုလွန်မြောက်ဖို့ဖြစ်တယ်လို့ရှင်းပြပါတယ်။တိုက်ပွဲမှာစစ်ကောင်စီတပ်သားတွေစစ်တုံးပန်းအဖြစ်အဖမ်းခံရရင်လည်းမင်းအောင်လိုင်ကပွဲတက်မပြဲအပြော်ပါမပြက်ပင်အောက်ခြေရဲဘော်တွေအပေါ်ဘာတန်ရုံးစင်မမထားဘူးလို့စီရီယန်အရာရှိကရှင်းပြပါတယ်။ဒီမှာကြာကြီးမှန်ချက်ရှိတဲ့သူတွေနဲ့အတူတူစစ်တပ်ရတာပုံပြီးအတိတ်ပဲရှိတယ်။စစ်နာဘွားကနေချက်ချင်းတုံမန်းဖြစ်လာတဲ့အခါကျတော့ခမရတို့လည်းကျွန်တော်ပြောတဲ့စကားတွေနားထဲမှာကလန့်ဖြစ်ရင်ဖြစ်နေလိမ့်မယ်လို့ပုံမှုတင်လျောင်းကရှင်းပြပါတယ်။ လက်ရှိစစ်တမ်းမှန်ပေါ်မှာအေးစစ်စစ်နေပါကတော်လိုင်းရေးအဖွဲ့တွေကအေးစစ်စစ်ထားမှဖြစ်ကြအသိပေးပါတယ်ခင်ဗျားတို့လည်းပါလဲဆိုတာကိုကိုကိုဘာဖြစ်နေပြီလဲငါဘာဆက်လုပ်တင်လဲဆိုတာဟာကိုကိုဘာလာကိုအေးအေးစစ်စစ်စဉ်းစားပြီးတော့မှဒီကတဖွဲ့တွေကိုနိုင်နဲ့ဟောင်းဝိုင်းပြီးကူညီ ကိုကိုတိုင်းတနက်ကင်ပြီးဝင်တိုက်ဖို့မလိုဘူးထင်းတဲ့ချောင်းခွဲပေးတာရေတပုံးခတ်ပေးတာတော်လန်ရေးကိုကူညီတာပင်ထမင်းအိုးတလုံးတဲပေးတာလေတော်လန်ရေးကိုကူညီတာပင်မင်းအောင်လိုင်းဘက်ကစစ်တပ်ကလည်းပြည်သူကျွေးတာကိုစားတာတော်လန်ရေးဘက်ကစစ်တပ်ကလည်းပြည်သူကျွေးတာကိုစားတာပြည်သူကျွေးတာစားတာချင်းအတူတူတောင်မှကျွန်တော်တို့ကဂွန်တိတ်ကရှိရှိပြည်သူကျွေးတာကိုစားတာလို့ပုံမှုတင်လင်းအောင်ကပြောပါတယ်တော်လန်ရေးဖက်တော်သားတွေကိုခွေးနဲ့နိုင်ရတာကြဘူးလားလို့မေးမြန်းခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပဲစစ်ခွေးရဲခွေးဟုခေါ်ဆိုခံနေရကြောင်းပြောပြပါသည် မင်းအောင်လိုင်ကရွေးကောက်ပွဲလုပ်ပြီးအေးအေးဆေးဆေးရှောင်ထွက်သွားမှဖြစ်ကြောင်းစီရီယံပုံမှုကပြောကြားခဲ့ပြီးမင်းအောင်လိုင်အတွက်တစ္ဆာခံနေမဲ့အဆောင်စစ်တုံးပန်းဘွားရောက်တာကောင်းတယ်လို့စစ်တုံးပန်းတွေကိုပြောကြားခဲ့ပါတယ် KNU ကလည်းစစ်တုံးပန်းတွေကိုဥပဒေနဲ့အညီထိန်းသိမ်းသွားမှာဖြစ်ကြောင်းလိုဝင်မလ14ရက်နေ့ကထုတ်ပြန်အသိပေးထားပါတယ်ရှင်။